အားလုံးမင်္ဂလာပါကျွန်တော်နာမည်ခွန်ဆိုရဲမောင်မခင်ဗျာတကားပိတ်မီပိတ်နှစ်ချက်သက်အစီအစဉ်စားလိုက်အောင်ခင်ဗျာဂျပန်နိုင်ငံထာဂျီမီမြို့လေခေါင်လောက်မှာလူတွေလုံးဝမနေတော့တဲ့နေရာတနေရာရှိပါတယ်ခင်ဗျာဒီအိုနွမ်းပြက်စီးနေတဲ့တဲကိုခန်းကပြပယ်ထားတာနှစ်ပေါင်း40လောက်ရှိပါပြီခင်ဗျာသူပြောတာကတော့ဒီနေရာကသစိမ့်တွေတီးခဲ့တဲ့မင်းကလေးတူကကျင်းစာတင့်ပြီးတော့၆လက်နေလို့ပြောဆိုကြပါဒါပြီးမဲ့ဒီနေရာမှာအစိမ့်တီးခဲ့တာဒီကောင်မလေးတက်ရောက်ပဲမဟုတ်ပါဘူးခင်ဗျာ ဒီတဲကိုခန့်ရဲ့ပိုင်ရှင်ကလည်းအစင်မပြေမှုတွေပေါင်းများစွာကြောင့်မလို့အပေါ်ဆုံးတက်ကို သွားပြီးတော့ခုံရှပြီးတော့ကိုကိုကိုတတ်သေးခဲ့ပါအဲဒါကြောင့်မလို့ဒီမလွတ်မမြောက်ဝိညာဉ်တွေအခုချိန်ထိဆိုးရွားစွာခြောက်လန့်နေစေပဲလို့ပြောဆိုကြပါတယ်ခင်ဗျာအဲ့ဒီတော့ထိုမိုနဲ့ဟီရိုတို့နှစ်ယောက်ကထပ်ပြီးတော့ဒီနေရာကိုလာရောက်လေ့လာဖို့ဆုံးဖြတ်ခဲ့တာပေါ့ဗျာအဲ့ဒါကြောင့်မလို့သူတို့တွေးရှိလိုက်တယ်သူတို့တွေးကြုံလိုက်တဲ့အရာကအိမ်မက်ဆိုတခုလိုပါပဲခင်ဗျာဒီအိုကာဂို onsen တဲ့ကိုခံက1960ခုနှစ်လောက်ကတည်းကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒေတာခန်နေပြောပုံအရကတော့ဒီနေရာမှာတည်ဆုံးခဲ့တဲ့မျိုးသမီးတူက1960ခုနှစ်လောက်ကတည်းကစတင်ပြီးတော့6လက်နေတာဖြစ်တယ်လို့ပြောပါတယ်ခင်ဗျာ။1980ခုနှစ်လောက်မှာကလည်းအရန်ဆိုးရွားတဲ့အရာတစ်ခုထပ်ဖြစ်ခဲ့ပါတယ်ခင်ဗျာ။အရန်ဆိုးရွားတဲ့အစားစာအစိတ်တင့်တာကြောင့်မလို့ဒီနေရာကအရန်ကိုနမဲပြတ်သွားခဲ့ပါတယ်အဲ့ဒါတင်မကပါဘူးခင်ဗျာ အဲ့ဒါဖြစ်တာမကြာခင်မီးလောင်မှုလည်းဖြစ်ပွားခဲ့ပြီးတော့ဒီအဆောင်အုံကအရန်ကိုကြီးကြီးမားမားထိခိုက်သွားခဲ့ပါတယ်အဲ့ဒါကြောင့်မလို့ဒီတဲကူခန်းရဲ့ပိုင်ရှင်ကလည်းသူ့ရဲ့ငွေရေးကြေးရအခက်အခဲမှုတွေများစွာကြောင့်မလို့သူကအပေါ်ဆုံးတက်ကိုသွားပြီးတော့ခုံချကုကုကုတက်တည်ခဲ့ပါတယ်ခင်ဗျကုကေမှာဆိုရင်ဒီအိုကာကိုအွန်ဆန်တဲကူခန်းကပြစ်ပယ်ခံထားရတယ် အရန်ဆိုးရွားပြီး6လက်နဲ့နေရာတနေရာအနေနဲ့နာမည်ကြီးနေပြီးတော့ဝင်သွားတဲ့တူတိုင်းကဆိုးရွားမှုတစ်ခုမဟုတ်တစ်ခု အမြဲတမ်းကြုံတွေ့ခဲ့ရတယ်လို့ပြောကြပါအထဲကိုဝင်မိတဲ့တူတိုင်းပြောပြပုံရကတော့သူတို့ကအမြဲတမ်းဒီ6လက်နေတဲ့အမျိုးသမီးဒါမှမဟုတ်တဲခူခန်းရဲ့ပိုင်ရှင်ကိုအမြဲတမ်းတွေ့ရှိလေရှိတယ်လို့ပြောကြပါတယ်ခင်ဗျာဂျပန်နိုင်ငံမှာတရရှာဖွေရေးသမားတွေဖြစ်တဲ့ထိုမိုဟီရိုနဲ့သူရဲ့ကင်မရာမန်ထီတို့ကဒီနေရာကိုလေ့လာကြဖို့ရောက်လာခဲ့ကြပါတယ် တို့ကတကယ်ပဲသူတို့စဝင်တာနဲ့တခုခုကိုခန်းစားလိုက်ရပါတယ်သူတို့ကလည်းရောက်ရောက်ချင်းဒုတိယအထက်ကိုတွားလိုက်ကြပါတယ်ခင်ဗျာဘာလို့လဲဆိုရင်ဒီဒုတိယထပ်မှာရှိတဲ့တန်စင်ခန်းကအရန်ကို6လက်နဲ့နေရာတနေရာဖြစ်တယ်လို့တည်ရထားလို့ပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့သူတို့အဲ့ဒီနေရာမှာထိလန့်စရာတခုကိုသူတို့ရိုက်မိခဲ့ပါတယ်ခင်ဗျာ ですか、あ、ちょっとわからんうい,いや怖い,いなここ行くよ、うん、行くよ、うん こっち見てるように見ああ見える確かに見えるえ本当だえこっち見てるように見ありえないよねでも角度的にありえないえここに反射しちゃうそうだよ見え見えええこれえこっち見てない普通に見て見て見ていやいや見てるよ見てるよえ見てる見てる見てるえだってさこれだって目がさ白目じゃん、うん黒目でしょそう黒目 しかなん睨んでるみたいなえこれどう反射したらこうなるならんよあこれも普通だねこっちは普通の普通の普通の、ね、ほぼ映ってるあれこっちは俺逆にこっち見てんだなあ本当だえええあれええどういうおかしくねおかしくねあ見て見てこれは普通にまっすぐ見てる見てるね見てる確かに カメラ目線だもん。完全にカメラ目線。သူတို့ကလည်းအဲ့ဒီအခန်းထဲကိုရောက်တာနဲ့ပုံလေးတွေရိုက်ကြတာပေါ့ဗျာသူတို့လှုပ်ချင်တဲ့အရာကဒီပုံလေးတွေထဲမှာထူးဆန်းတာတွေပါမလားပေါ့ဗျာဒါပေမဲ့အစကတော့ဘာမှထူးထူးထူးမဖြစ်နေဘူးခင်ဗျာဂျိုမိုရဲ့ပုံတွေကအကုန်လုံးပုံမှန်တွေပဲပေါ့နော်ဒါပေမဲ့ဟီရိုအလက်ရောက်တဲ့အခါမှာထူးဆန်းတာကိုသူတို့တွေးလိုက်ရပါတယ်ခင်ဗျာဟီရိုရဲ့ပုံသဘုံကအရင်ကထူးဆန်းနေပါတယ်ခင်ဗျာသူ့ရဲ့ပုံရိပ်က တို့ကြည်နေတဲ့ဖက်ကိုလိုက်ကြည်နေတာမတွေ့ရပါဘူးခင်ဗျအဲ့ဒီပုံရိပ်ကသူတို့ဖက်ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒါကြောင့်မလို့ဒီအခန်းထဲမှာရှိတဲ့အရာတစ်ခုကသူတို့ကိုစိုက်ကြည့်နေတယ်ဆိုတာသူတို့သိသွားကြပါတယ်သူတို့ကလည်းနည်းနည်းလေးတော့လန့်သွားကြတာပေါ့ဒါပေမဲ့ခြေဆက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒါကြောင့်မလို့သူတို့ကအရန်ကို၆လန့်တဲ့နေရာနောက်တနေရာဖြစ်တဲ့အပေါ်ဆုံးထက်သူတို့တွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေရာက ပိုင်ရှင်က ခုံချပြီးတော့ကိုကို တက်သေးခဲ့တဲ့နေရာဖြစ်ပါတယ်ခင်ဗျာဆိုတော့ပိုရောက်သွားတဲ့အခါမှာနေရာတကာကနွယ်ပင်တွေအမိုက်ပင်တွေအကုန်လုံးလွမ်းမိုးထားပြီးတော့လုံးဝတဲခိုခန်းတစ်ခုလိုတောင်ထင်လို့မရတော့ပါဘူးခင်ဗျာသူတို့လေလာနေတဲ့အချိန်မှာကင်မရာမန်ထီကရုပ်တရက်ရက်သွားပါတယ်မောဆာကိုကသဘီယိုလီယိုစတဲ့人が当時いたみたいでまあ多分それが原因でちょっと噂がちょっと。

။အော်ငါရဲ့နားလေးတဲမှာမင်းကလေးအတန်လူမျိုးတရားတစ်ခုကစကားလာပြောနေတယ်လို့ပြောပါတယ်။ကင်မရာမန်ကလည်းအရင်လှန့်သွားပြီးတော့သူ့ကင်မရာကလွတ်ကျသွားတာပေါ့ဗျာ။သူတို့ကလည်းဘာမှမတွေးခဲ့ပါဘူးခင်ဗျာ။ဒီနေရာမှာသူတို့ဘာမှမတွေးခဲ့ဘူးဆိုပြီးတော့တော်တော်လေးတော့စိတ်ဓာတ်ကျပြီးတော့အိမ်ပြန်သွားကြပါတယ်ခင်ဗျာ။ဒါပေမဲ့သူတို့အိမ်ပြန်ရောက်ပြီးတော့ဒီကင်မရာထဲမှာရိုက်ကူးမေးလိုက်တဲ့အရာကိုပြန်ကြည့်လိုက်တဲ့အခါမှာတော်တော်လေးကိုကြက်သိမ်းထားသွားကြပါတယ်ခင်ဗျာ။

ကင်မရာပြုတ်ကျသွားတဲ့နောက်မှာအရာတစ်ခုကိုရိုက်မိခဲ့ပါတယ်။လုံးဝကြောက်စရာကောင်းတဲ့အရာတစ်ခုကိုရိုက်မိခဲ့ပါတယ်။မျက်နှာတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ကင်မရာကိုတိုက်ရိုက်စိုက်ကြည့်နေတဲ့မိန်းကလေးမျက်နှာဖြူဖြူတစ်ခုကိုရိုက်မိခဲ့တာတွေးလိုက်ရပါတယ်ခင်ဗျာ။သူတို့တွေကလည်းအရန်ကိုထိလန့်သွားကြတာပေါ့။ဒါကသူများတွေပြောနေကြတယ်။တရေမှဆိုတာဒါများလားပေါ့နော်။အဲ့တော့ခင်ဗျာပရိသတ်တို့ကဘလို့ထင်လဲ။သူတို့ရိုက်မိတဲ့အရာတွေအကုန်လုံးက တကယ်များလားဒါမှမဟုတ်သူတို့ကိုယ်တိုင်ဖန်ဆီးထားတာလားဆိုတာကိုပရိသတ်တို့ကိုကိုဆုံးဖြတ်ပြီးတော့ comment ထဲမှာဝင်မှတ်လိုက်ကြပါခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကောင်းသောနေ့လေးကောင်းသောညလေးဖြစ်ကြပါစေခင်ဗျာ